ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Duty Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခု Lucky Duty ကကျွန်တော်ကို 3D လေးကိုကျွန်တော်တင်ပေးပါမယ်ခင်ဗျာเนาะစကလာပိုင်းတရက်နေ့အတွက်အချိန်20မြောက်လို့ပြောတာလို့ကျွန်တော် 3D မတင်တာလည်းကြာပြီခင်ဗျာအခုเนาะကျွန်တော် 3D လေးကိုတင်ပေးပါမယ်စကလာပိုင်းတရက်နေ့ညနေ3:00နာရီခွဲပေါ့ခင်ဗျာเนาะ3:00နာရီခွဲစနေနေ့ညနေ3:00နာရီခွဲအတွက်ပေါ့เนาะစကလာပိုင်းတရက်နေ့3:00နာရီခွဲအတွက် 3D လေးကိုကျွန်တော်ပထမဆုံးထိပ်စီပိုင်းလေးစတက်ပေးပါမယ်246 356ပိုင်းအတွက်လည်းเนาะကျွန်တော်အစ်တက်ဒီ246ပိုင်းမှာကျွန်တော်စတက်ပေးပါမယ်ဒီ3လုံးပေါင်းချင်း 395ကိုပေါင်ချင်း14 4ရက်နှက်ခတ်ကနှစ်ဆိုတော့ဒီမှာကျွန်တော်ဘာထွက်သွားပြီလဲနှစ်ထိပ်စီထွက်သွားပြီเนาะဒီသုံးလုံးပေါင်ချင်းကကျွန်တော်4ရက်နှက်ခတ်ကနှစ်14ရပါတယ်4ရက်နှက်ခတ်ကနှစ်နှစ်ထိပ်စီအဲ့လိုမျိုးပဲကျွန်တော်ဒီမှာနှစ်နဲ့9နဲ့ပေါင်ချင်း83 3ရက်နှက်ခတ်က9ဆိုတော့ဒီမှာကျွန်တော်က3မဲ့ယူတယ်ဒီမှာကျွန်တော်3ထိပ်စီထွက်သွားတယ်ဟုတ်ပြီเนาะဒါထိပ်စီပါဟုတ်ပြီအခုကျွန်တော်အလေခါးကိုကျွန်တော်တက်ပြပေးမှာเนาะအလေတိုင်းကိုကျွန်တော်တက်ပြပေးမယ်เนาะပထမဆုံး4 4ဆိုတော့ကျွန်တော်တို့เนาะ လေးဆိုတော့ဒီမှာကျွန်တော်ဒီနှလုံးပေါင်းချင်းเนาะဒီနှလုံးပေါင်းချင်းရဲ့3နဲ့3ညနဲ့ပေါင်းတော့3ဒီမှာဒီနှလုံးပေါင်းချင်းရဲ့ဒီကတစ်လုံးရဲ့เนาะ5လုံးပေါင်းချင်း5လုံးပေါင်းချင်း3 3ညတော့3 8 10 12 12ဆိုတော့ तू อ่ะကျွန်တော်အလေဆိုရင်2ရဲ့နှက်ခတ်က4ပဲခင်ဗျเนาะ2ရဲ့နှက်ခတ်က4ဒီမှာကျွန်တော်ဘာထိတ်ဘာအလေထွက်သွားပြီ2အလေ4အလေထွက်သွားပြီခင်ဗျเนาะ ၃နဲ့၃ညနဲ့ပေါင်းချင်း၅နဲ့၂နဲ့ပေါင်းချင်း၁ရက်၂နဲ့ပေါင်းချင်း၅လုံးပေါင်းချင်း၅လုံးပေါင်းချင်းက9 10 12 2နှစ်နှစ်ခက်က4ဒီမှာလည်းဒီလိုပဲဒီညလုံးပေါင်းချင်းကကျွန်တော်တို့9ရတယ်ဒီမှာဆိုရင်10 15 23ပေါ့เนาะ23ဆိုတော့3ရက်နှစ်ခက်က9ဒီမှာလည်းကျွန်တော်တို့ဘာထွက်သွားလဲ9လေထွက်သွားပြီဟုတ်ပြီเนาะဒီမှာဆိုရင်10ဒီမှာ9ဒီမှာ20 23 3ရက်နှစ်ခက်က9 9လေထွက်လာတယ် ျွန်တော်ပြန်ပြောပြပါမယ်ထိတ်စီးပိုင်းလေးကိုဟုတ်ပြီနော်ထိတ်စီးကိုကျွန်တော်ပြန်ပြောမယ်ဆိုရင်3ည5ကိုပေါင်ချင်း74 4ရက်နှက်ခတ်ကနှစ်ဒီမှာနှစ်ထိတ်စီးထွက်တာလေဒီမှာလည်းဒီလိုပဲနှစ်5 6ပေါင်ချင်းက9 73 3ရက်နှက်ခတ်က9 3ထိတ်စီးကျွန်တော်တို့3ထိတ်စီးထွက်တာလေအဲ့ဒီလိုမျိုးပဲကျွန်တော်တို့အပိတ်ကိုအလဲတိုင်းကိုကျွန်တော်ကြည့်မယ်ဆိုအလဲတိုင်းက3 3ည5နှစ်နှစ်ပေါင်ချင်း33ည9နှစ်ပေါင်းချင်းက33ည ਨੇ ပေါင်း3 8 10 12နှစ်ရက်နှက်ခတ်က ဟုတ်ပြီနော်ဒီမှာလဲ35 35 23 3ခက်ခါ5အလေထွက်လာတယ်အခုကျွန်တော်အပိတ်ကိုပြမယ်ခင်ဗျာနော်အပိတ်ကဏ္ဍလေးကြည့်ပြပါကျွန်တော်အပိတ်ကဏ္ဍလေးကိုကြည့်မယ်ဆိုရင်အပိတ်ကဏ္ဍကကျွန်တော်တို့ဒီ sorry ပါဒီမှာ3 3 33 9ဒီဟာ2နဲ့ပေါင်းတော့7 7ဆိုတော့1ရဲ့ပါဝါ6 1ရဲ့နှက်ခက်က8 ဒီမှာကျွန်တော်တို့ဘာကိုယူလဲဆိုတော့เนาะဒီမှာဘာကိုကျွန်တော်တို့ယူမယ်ဆို6ပဲယူမယ်ဒီမှာ6ပိတ်နဲ့ထွက်လာတယ်ဟုတ်ပြီเนาะဒီ3လုံးနဲ့ဒီ3လုံးပေါင်းချင်း4လုံးပေါင်းချင်းက7တည်းရပောင်းွားကျောင်းတည်းရနှက်ခတ်က8ကျွန်တော်တို့6ကိုယူထားတယ်ဒီမှာလည်းဒီလိုမျိုးပဲခင်ဗျဟုတ်ပြီเนาะဒီမှာဆိုရင်ကျွန်တော်တို့ဘာလာမယ်8 8 8 8324 24ဆိုဒီမှာဟုတ်ပြီเนาะအော် sorry ပါ ီမှာဆိုရင်၃လုံး၅လုံးပေါင်းချင်းတရား၃ညပါကျွန်တော်ထက်ယူမယ်ခင်ဗျာနော်တရား၃ညပါပါမယ်ခင်ဗျာနော်၃ညပါပါမယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်သွားမလဲ၃၃လီ၉၉နဲ့၃ညနဲ့ပေါင်းတော့၉နဲ့နဲ့ပေါင်းတော့၁၁တရက်ပေါင်းတော့၆တရက်နဲ့ခက်ခါ၈ကျွန်တော်တို့6အပိတ်နဲ့ဒီမှာ6ထွက်လာတယ်နော်2 4 6ဒီမှာလည်းဒီလိုမျိုးပဲခင်ဗျာကျွန်တော်တို့ဟုတ်ပြီနော်ကျွန်တော်တို့ဒီနှစ်ပါယူပါမယ်ခင်ဗျာနော်ဒီနှစ်လေးပါယူမယ်8 8နဲ့နှစ်နဲ့ပေါင်းတော့10ရက်နော်8 3 24ဒီက9နဲ့ပေါင်းတော့29 29ဆိုတော့ဒီမှာ9ပါဝါလေးကိုရဲ့နှက်ခတ်က6ဒီမှာ6အပိတ်ဟုတ်ပြီနော်73နဲ့24ဒီက9နဲ့ပေါင်းမယ်3နဲ့2နဲ့ပေါင်းတော့9 24နဲ့9နဲ့ပေါင်း29 9ရဲ့ပါဝါလေးကိုရဲ့နှက်ခတ်က6ဟုတ်ပြီကျွန်တော်တို့ကထိတ်စည်းရောအလေရောအပိတ်ရောရပြီဆိုရင်ဒီမှာကျွန်တော်တို့လာမယ့်ခဏန်းကဘာဖြစ်မလဲထိတ်စည်းကိုကျွန်တော်တွက်ပြီခင်ဗျနော်ဒါကြောင့်ဆက်တလာပိုင်းတရက်နေ့မှာထွက်မဲ့ခဏန်းကဒီ၃လုံးပေါင်းချင်းကထိတ်စီ၄နဲ့9နဲ့ပေါင်းချင်းက7 20 3ညာ နှက်ခတ်ကခုနှစ်ဟုတ်ပြီနော်တုံချနှက်ခတ်ကခုနှစ်ကျွန်တော်ဒီမှာကျွန်တော်ထိတ်စီရကျွန်တော်ဒီမှာနှလုံးယူထားတဲ့အတွက်ကျွန်တော်ကတုံချခုံကထိတ်စီရသွားပြီဒီမှာတုံချနဲ့ခုနှစ်ကထိတ်စီပဲခင်ဗျပြီးရင်ကျွန်တော်ကနန်းလေးခြာရေးပြပါမယ်နော်ဟုတ်ပြီနော်ဒါကတုံချခုံထိတ်စီကျွန်တော်တို့အလဲကိုကြည့်မယ်ဆိုရင်အလဲကဒီနှလုံးပေါင်းချင်းရဲ့ဒီနှလုံးပေါင်းချင်းရဲ့ဒီနှလုံးပေါင်းချင်းရဲ့ကျွန်တော်တို့အလဲယူထားပါတယ်ဒီနှလုံးပေါင်းချင်းက10ဒီမှာ15 25 6နဲ့ပေါင်းတော့30နဲ့1တိရဲ့နှက်ခတ်ကကျွန်တော်တို့ဘာလာမလဲဆိုတော့8လာတယ်ဟုတ်ပြီเนาะတိရဲ့နှက်ခတ်က8ဆိုကျွန်တော်တို့8လေတလုံးရသွားပြီခင်ဗျเนาะတလုံးရသွားပြီဆိုတော့အပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကဒီဟုတ်ပြီเนาะ၄လုံးပေါင်း၅လုံးပေါင်းချင်းပေါ့6 9 6 4 8တဆယ်နော်တဆယ်၁၉၂၅၂၅ဆို30နဲ့3 30နဲ့3ဆိုတော့3 3ရက်ပါဝါ8ရက်နှက်ခတ်က9ဟုတ်ပြီเนาะဒီမှာပါခင်ဗျเนาะ3ရက်နှက်ခတ်က9ဒါကြောင့်မို့ကျွန်တော်တို့က3လုံးထွက်ခဲ့မယ်။ဘာထွက်သွားမယ်ဆိုတော့3 8 9အဲ့ဒီမှာကျွန်တော်တွဲပြီးမယ်ခင်ဗျเนาะတွဲပြီးမယ်ဆိုတော့ကျွန်တော်လိုက်ကြည့်ပြပါကျွန်တော်တို့3ည3ည8သုံးဟုတ်ပြီနောက်တစ်ခွက်က3ည8 ဟုတ်ပြီနော်နောက်တစ်ခုခုနှစ်ထိပ်နဲ့ကျွန်တော်တို့တက်မယ်ခွန်၈3 9ခွန်၈5ဒါပဲထိုးရမယ်ခင်ဗျ6ွက်ပဲထိုးရမယ်ဟုတ်ပြီနော်မိတို့ထိုးရမှာ6ွက်ပဲရှိတယ်ကျွန်တော်တို့6ွက်ပဲရှိတယ်ကျွန်တော်ပြန်တွဲပြပါမယ်3ညနဲ့ခုနှစ်ကထိပ်စီအလဲတိုင်းက8ကျွန်တော်တို့အပိတ်က3 5ပိတ်ထားတယ် ဒါကြောင့်၃ညနဲ့တက်မှာဆိုရင်၃ည၈၃၃ည၈၈၃ည၈၅ဟုတ်ပြီ9ညနဲ့တက်မှာဆိုရင်9၈၃9၈၈9၈ဒါလေးတွေတွဲထိုးပေးပါဟုတ်ပြီเนาะပေါ့ရင်တော့ဒီနံပါတ်လေးကိုတော့မဟုတ်ဖို့လေးလွှဲပေးပါခင်ဗျာเนาะကျွန်တော်တို့ Viber နံပါတ်ကေပေးတဲ့ဒီနံပါတ်ပဲသုံးပါတယ်ဟုတ်ပြီเนาะ3ည9 9 8 9 8 6 9 6 9 5 3ညဟုတ်ပြီเนาะ ဒါကကျွန်တော်တို့7လပိုင်း1ရက်နေ့အတွက် 3D ပါ6ွက်ပဲထိုးအောင်ပြီးတော့အာကျင်တော့လည်းအာပေါ့ခင်ဗျာเนาะ6ွက်လေးမအားဘူးကျင်တော့တဲပဲထိုးပဲ6ွက်အားလုံးပဲကျွန်တော်7လပိုင်း1ရက်နေ့မှာအားလုံးကံကောင်းကြပါစေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ